လောကမှာပုဂ္ဂိုလ်၄မျိုးရှိတယ်ဆိုတာကိုဥစဉ်တို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ဟောကြားခဲ့ပါတယ်အဲ့ဒီပုဂ္ဂိုလ်၄မျိုးကဘာတွေလဲဆိုတာကိုဒီကနေ့ဥစဉ်တို့ဓမ္မချစ်ခင်သူတော်စင်များဘူတုတရရှိဖို့အတွက်ဥစဉ်ဓမ္မဒါနာပြုမြဝေပြောပြပေးပါမယ်မြတ်စွာဘုရားကလောကမှာပုဂ္ဂိုလ်၄မျိုးရှိတယ်တဲ့ အဲ့ဒီပုဂ္ဂိုလ်၄မျိုးကဘာတွေလဲဆိုတော့နံပါတ်၁တမောတမပရာယနောတဲ့အမောင်မလာပြီးတော့အမောင်ကိုသွားတဲ့ပုဂ္ဂိုလ်ကတမျိုးတဲ့နံပါတ်၂ကတမောဇောတိပရာယနောတဲ့အမောင်မလာပြီးတော့အလင်းကိုသွားတဲ့ပုဂ္ဂိုလ်ကတမျိုးတဲ့နံပါတ်၃က ဇောတိတမပရာယနောအလင်းမလာပြီးတော့အမောင်ကိုသွားတယ်ပုဂ္ဂိုလ်ကတမျိုးတဲ့နံပါတ်၄ကဇောတိဇောတိပရာယနောတဲ့အလင်းမလာပြီးတော့အလင်းကိုသွားတဲ့ပုဂ္ဂိုလ်ကတမျိုးဆိုပြီးတော့ပုဂ္ဂိုလ်၄မျိုးခေါ်ထားပါနံပါတ်၁ကအမောင်မလာပြီးတော့အမောင်ကိုသွားတဲ့ပုဂ္ဂိုလ် ံပါတ်1ကအမောင်မလာပြီးတော့အလင်းကိုသွားတဲ့ပုံကိုနံပါတ်3ကအလင်းမလာပြီးတော့အမောင်ကိုသွားတဲ့ပုံကိုနံပါတ်4ကအလင်းမလာပြီးတော့အလင်းကိုသွားတဲ့ပုံကိုတဲ့ပုံကို၄မျိုးနံပါတ်1အမောင်မလာပြီးတော့အမောင်ကိုသွားတဲ့ပုံကိုဆိုတာဘယ်လိုပုံကိုမျိုးလဲဆိုတော့ အဲ့ဒီပုဂ္ဂိုလ်တည်းတဲ့ဘဝဟာဆင်းရဲတဲ့ဘဝမှာ လာပြီးတော့ဖြစ်တယ်ဗောအရင်ဆင်းရဲတယ်ရုပ်ဆင်းအင်္ဂါကလည်းပဲပြည့်စုံခြင်းမရှိဘူးအမျိုးကြတော့လည်းပဲရုပ်နှိမ့်တဲ့အမျိုးမှာလာပြီးတော့ဖြစ်တယ်တဲ့ခက်ခက်ခဲခဲနဲ့အတ္တမွေးဝမ်းကြောင်ပြုရတယ်ဗောဆင်းရဲတဲ့အတွက်ကြောင့်မို့လို့ ဆင်းရဲလို့နဲ့အတွက်ကြောင့်မို့လို့စာဝတ်နေရေးမပြည့်စုံဘူးပေါ့ဒီလိုချက်လက်တွေနဲ့ဒါပြည့်စုံတဲ့ပုံကူဒီလိုအချက်လက်တွေရှိနေတဲ့ပုံကူဟာဒါအမောင်ကလာတဲ့ပုံကူဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီအချက်လက်တွေနဲ့ပြည့်စုံပြီးတော့နေတဲ့ပုံကူဒီသူကတရားတရားကြတော့လည်းပဲမရှိဘူးတဲ့ ရဏ၃ပါးကံကံရဲ့အကျိုးတရားပေါ်မှာယုံကြည်ခြင်းဆိုတဲ့တရားတရားကလည်းပဲမရှိဘူးတဲ့နှမျောဝန်တူစိတ်ရှိတယ်ပေကံလူတန်စွန့်ကြဲခြင်း လူကံပုဂ္ဂိုလ်တွေကိုပေကံလူတန်စွန့်ကြဲခြင်းမရှိဘူးတဲ့ကိုယ်တည်းအတ္တသိက္ခာဂုံဝါအပြည့်ကြီးတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာယုတိမှုကလည်းမရှိဘူးတဲ့ကာယကံဝစီကံမနောကံဆိုတဲ့ ကန့်သုံးပါးနဲ့ဒါမကောင်းမှုတွေကိုပြုတ်တယ်မကောင်းမှုတွေကိုလှုပ်တယ်မကောင်းတဲ့အကြံတွေကိုကြံတယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်တည်တဲ့တေလွန်တဲ့အခါကြလို့ရှိရင်မကောင်းတဲ့ဂတိ မကောင်းတဲ့ဘဝကို လာရောက်တယ်အဲ့ဒါဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုရင်နံပါတ်1အမောင်မလာပြီးတော့အမောင်ကိုသွားတယ် ပုဂ္ဂိုလ်မျိုးဖြစ်တယ်တဲ့မြတ်စွာဘုရားကဒါကနံပါတ်1ပုဂ္ဂိုလ်အမောင်မလာပြီးတော့အမောင်သွားတဲ့ပုဂ္ဂိုလ်နံပါတ်2ကအမောင်မလာပြီးတော့အလင်းကိုသွားတဲ့ပုဂ္ဂိုလ်တဲ့နံပါတ်2ကအမောင်မလာပြီးတော့အလင်းကိုဘယ်လိုသွားလဲဒီပုဂ္ဂိုလ်ဒီဆင်းရဲတယ်အလွန်ဆင်းရဲတဲ့အတွက်ကြောင့်မို့လို့ဘဝမပြည့်စုံဘူးပေါ့ စာဝတ်နေရေးအတွက်ခက်ခက်ခဲခဲရုံးကန်ရတဲ့ရှာပွေရတဲ့မပြည့်စုံဘူးရုပ်စင်းအင်္ကာကိုကြည့်လိုက်တော့လည်းပဲဒါပြည့်စုံမှုမရှိဘူးအမျိုးကြတော့လည်းပဲယုံနေတဲ့အမျိုးမှဖြစ်တယ်ဒါဒီလိုချက်လက်တွေနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာဒါသူဟာအမောင်ကလာတဲ့ပုဂ္ဂိုလ်ပဲသို့တော်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကဆင်းရဲပင်မဲ့ ပင်ပင်ပန်းပန်းခက်ခက်ခဲခဲနဲ့စာဝတ်နေရေးရှာဖွေရုန်းကန်နေရပေမဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတရားတရားရှိတယ်တဲ့ယန္တနာ၃ပါးကံကံရဲ့အကျိုးတရားပေါ်မှာယုံကြည်တယ်တရားတရားနဲ့ပြည့်စုံတယ်တဲ့နှမျောချင်းဝန်တိုချင်းမရှိဘူးတဲ့လူကပုဂ္ဂိုလ်တွေကိုဒါပေးကမ်းလူတန်းလေးရှိတယ်မိမိတဲ့အတ္တသိက္ခာဂုံဟာအပြည့်ကြီးတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲ ယူတည်ခြင်းရှိတယ်ဗောယူတည်မှုကိုပြုတယ်ဗောကာယကံဝစီကံမနောကံဆိုတဲ့ဒီကံ၃ပါးနဲ့လည်းပဲဒါကောင်းတာတွေကိုပြုလို့ကောင်းတဲ့စကားတွေပြောဆိုကောင်းတဲ့အကျံစီရှိတယ်တဲ့ကောင်းတာတွေကိုပြုလို့ပြောဆိုကြံစီတယ်ဗောအဲ့ဒီပုဂ္ဂိုလ်ဒီတဲ့တေလွန်တဲ့အခါမှာကောင်းရာသူဂတိကိုလာရောက်ရတယ် ဒီလိုပုံကူမျိုးကိုနံပါတ်1အမောင်မလာပြီးတော့အလင်းကိုသွားတဲ့ပုံကူအလင်းတို့သွားတဲ့ပုံကူလို့ဒါမြတ်စွာဘုရားကဒီလိုဟောကြားပါတယ်ဒါကနံပါတ်1ပုံကူနံပါတ်3ပုံကူကြတော့အလင်းမလာပြီးတော့အမောင်တို့သွားတဲ့ပုံကူ ဘလို့အလင်းမလာပြီးတော့ဘလို့အမောင်တို့သွားလဲဆိုတော့ဒါနံပါတ်3ပုဂ္ဂိုလ်ပေါ့အဲ့ဒီပုဂ္ဂိုလ်ဟာသူကချမ်းသာတဲ့ဒါအတိုင်းဝိုင်းမှာလာပြီးတော့လူဖြစ်တယ်မိဘရဲ့ဘိုက်ထဲမှာလူဖြစ်ရတယ်ပေါ့ချမ်းသာတယ်ပေါ့ချမ်းသာတဲ့ပြည်စုံတဲ့ရုပ်ဆင်းအင်္ဂါအပြည့်လည်းပဲပြည်စုံတယ်အမျိုးအပြည့်လည်းမြတ်ပါတယ်စာဝုဏီရဲ့အတွက်ဘာမှခက်ခဲခဲခဲမရှိဘဲနဲ့ဒါပြည့်ပြည့်စုံစုံနဲ့ စာဝတ်နေရေးအတွက်ပူပင်တော့ကမရှိနေထိုင်ရတယ်ပေါ့ဒီလိုချက်လက်တွေနဲ့ဒါအကုန်လုံးတော့၎င်းနှစ်ခုသုံးခုတော့၎င်းပြည့်စုံပြီးတော့နေတယ်ဆိုရင်ပဲဒါဟာအလင်းမလာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့ချမ်းသာတဲ့ဘဝဖြစ်တယ်ပြည့်စုံတဲ့ဘဝဖြစ်တယ်အမျိုးကလည်းမြတ်တယ်ရုပ်စင်းအင်္ဂါကလည်းပြည့်စုံပြီးတော့နေတယ်ဆိုတော့ဒါအလင်းကလာတဲ့ပုဂ္ဂိုလ်တဲ့ဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ဟာ တရားတရားမရှိဘူးတဲ့ကံကိန်းကျူးတရားပေါ်မှာယုံကြည်တဲ့တရားတရားမရှိဘူးဝန်တူတဲ့စိတ်တွေများတယ်နှမျောဝန်တူတဲ့စိတ်တွေရှိတယ်ပေါ့အလူကံပုဂ္ဂိုလ်တွေကိုပေးကမ်းလူတန်းစွန့်ကြဲခြင်းအလည်းမရှိဘူးကိုတက်အတ္တသိက္ခာဂုံဝါအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်တွေပေါ်မှာလည်းပဲယုတိလေးစားခြင်းမရှိဘူးကာယကံမကောင်းမှုဝစီကံမကောင်းမှုမနောကံမကောင်းမှုတွေ့ ရှိတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတည်တဲ့အခါကြလို့ရှိရင် မကောင်းတဲ့ဂတိကို လာရောက်ရတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဒီဒါအလင်းမလာပြီးတော့အမောင်တို့သွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လာတော့ကတော့အလင်းကလာတာပဲဒါပေမဲ့သွားတော့အမောင်ကိုသွားတယ်ပေါ့ဒါကနံပါတ်3ပုဂ္ဂိုလ် နံပါတ်၄ပုဂ္ဂိုလ်ကြတော့အလင်းမှလာပြီးတော့အလင်းသို့သွားတဲ့ပုဂ္ဂိုလ်တဲ့ဘလို့အလင်းမှလာပြီးတော့ဘလို့အလင်းသို့သွားလဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်ဒီနံပါတ်၄ပုဂ္ဂိုလ်ဒီချမ်းသာပြည့်စုံတဲ့ဘဝမှာလူဖြစ်ရတယ်စာဝတ်နေရအတွက်ဘာမှပူပင်စရာမလိုဘူးကြောင်းကြစရာမလိုဘူးပေါ့ရုပ်ဆင်းအကအပြည့်လည်းပဲပြည့်စုံပြီးတော့နေတယ် အမျိုးအပြစ်လည်းပဲဒါမြတ်တဲ့အမျိုးမှဖြစ်တယ်ပေါ့ဒါဒီပုဂ္ဂိုလ်ဒီဒါအလင်းမလာတဲ့ပုဂ္ဂိုလ်ပဲအဲ့ဒီပုဂ္ဂိုလ်ဒီဘဝကချမ်းသာပြည့်စုံတယ်လို့တဏှာတရားကလည်းရှိတယ်ယန္တနာသုံးပါးကံကိန်းအကျိုးတရားပေါ်မှာယုံကြည်တယ်နှမျောဝွင့်တူစိတ်ကင်းတယ်လူကံပုဂ္ဂိုလ်တွေကိုပေကံလူတန်စွန့်ကြဲလေးရှိတယ် မိမိတဲ့အတ္တိတ်ကဂုံဝါအပြစ်ကြီးတဲ့ပုဂ္ဂိုလ်ဒီပေါ်မှာယုတည်မှုရှိတယ်လေးစားမှုရှိတယ်ကာယကံဆိုတဲ့ကိုယ်နဲ့ကောင်းတာတွေလုပ်တယ်ဝစီကံဆိုတဲ့နှုတ်နဲ့ကောင်းတာတွေပြောတယ်မနောကံဆိုတဲ့စိတ်နဲ့ကောင်းတာတွေကိုကြံစီတယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဒီတည်တဲ့အခါကြလို့ရှင်ကောင်းရာ သူကတိကိုလာရောက်ရတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့နံပါတ်၄ အလင်းမှလာပြီးတော့အလင်းသို့သွားတဲ့ပုဂ္ဂိုလ်တဲ့ဒါမြတ်စွာဘုရားဟောကြားတဲ့ပုဂ္ဂိုလ်၄မျိုးပေါ့အဲ့တော့ဒီပုဂ္ဂိုလ်၄မျိုးကို သိရှိပြီးဆိုတဲ့အခါကျတော့ဒါမိမိတို့တွေဟာကိုယ့်ကိုယ်ကိုပြန်ပြီးတော့စမ်းစစ်ကြည့်ရမယ်ပေါ့ငါတို့ဟာတို့များဟာအမောင်မလာပြီးတော့အမောင်တို့သွားမဲ့ပုဂ္ဂိုလ်လား ဓမ္မမို့အမောင်မလာပြီးတော့အလင်းတို့သွားမဲ့ပုဂ္ဂိုလ်လားဓမ္မမို့အလင်းမလာပြီးတော့အမောင်တို့သွားမဲ့ပုဂ္ဂိုလ်လားဓမ္မမို့အလင်းမလာပြီးတော့အလင်းတို့သွားမဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်၄မျိုးမှာတို့များဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဒါကိုကိုကိုစမ်းစစ်ကြည့်လို့ရပါကိုကိုကိုစမ်းစစ်ကြည့်လို့ရတယ်လို့ အခြားတပါးသူကိုလည်းပဲအခြားတပါးသူအပေါ်မှာလည်းပဲဒါဘုရားတရားတော်နဲ့ဒါကြည့်ပြီးတော့ဆန်းစစ်လို့ရပါဒါပုဂ္ဂိုလ်၄မျိုးပေါ့အမောင်မလာပြီးတော့အမောင်တို့သွားတဲ့ပုဂ္ဂိုလ်အမောင်မလာပြီးတော့အလင်းတို့သွားတဲ့ပုဂ္ဂိုလ်အလင်းမလာပြီးတော့အမောင်တို့သွားတဲ့ပုဂ္ဂိုလ်အလင်းမလာပြီးတော့အလင်းတို့သွားတဲ့ပုဂ္ဂိုလ်တဲ့အဲ့တော့ဦးဇင်းတို့ ဒီဘုရားမှာလာပြီးတော့လူဖြစ်ကြရတယ်ဗောအမောင်က လာတဲ့သူလည်းရှိမယ်အလင်းကလာတဲ့သူလည်းရှိမယ်အဲ့တော့ကိုကလာခဲ့ပြီးပြီအမောင်ကပဲလာလာ အလင်းကပဲလာလာဒါကလာပြီးသွားပြီးဆိုတော့ဦးဇင်းတို့ဒါအကြောင်းမဟုတ်တော့ဘူးပြန်သွားလို့မှမရတော့တာကိုကိုကအမောင်ကလာတဲ့သူပဲဖြစ်ဖြစ် အလင်းကလာတဲ့သူပဲဖြစ်ဖြစ်အခုဒီမှာလူဘဝကိုရရှိနေပြီရောက်ရှိနေပြီဖြစ်တယ်ပေါ့အဲ့တော့အရေးကြီးတာကဥစဉ်တို့တွေဟာအမောင်ကိုသွားတဲ့သူမဖြစ်ဖို့ပဲအရေးကြီးတယ်ပေါ့ဒါဥစဉ်တို့ဓမ္မချင်းကသူတို့ဇင်းတို့အားလုံးပေါ့အမောင်ကပဲလာလာ အလင်းကပဲလာလာဒါရောက်ရှိနေပြီ ရရှိနေပြီဒါပြန်စင်းစားနေလို့ပြန်ပြီးတော့ စိတ်မကောင်းဖြစ်နေတယ်ပို့မလို့တော့ဘူးပို့ဒါကိုပြန်ပြီးတော့မစင်စားနေတော့နဲ့စိတ်မကောင်းမဖြစ်နေတော့နဲ့အဲ့တော့ဒုရတွေဟာအမောင်ကပဲလာလာအလင်းကပဲလာလာ အမောင်ကိုသွားတဲ့ပုဂ္ဂိုလ်မဖြစ်ဖို့အရေးကြီးတယ်ဒါဆိုရင်ဘယ်ကိုသွားဖို့အရေးကြီးလဲဆိုရင်အလင်းကိုသွားတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဒါအရေးကြီးတယ်ပို့အမောင်ကပဲလာလာအလင်းကပဲလာလာဒါပြန်ပြီးတော့ မစင်စားတော့နဲ့ကိုသွားရမယ့်နေရာဒီဒါအလင်းဆိုတဲ့နေရာကိုပဲသွားရအောင်အလင်းဆိုတဲ့နေရာကိုပဲရောက်အောင်ဦးဇင်တို့ဒါကြိုးစားဖို့လိုအပ်တယ်ပေါ့အဲ့တော့ဒါလေးကိုဘုသူတာဖြစ်ဒီကနေ့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များကိုမျှဝေပြောပြပေးပါတယ်မြတ်စွာဘုရားဒါပတိနဒီကောသလမင်းကြီးကိုဟောကြားတဲ့ပုဂ္ဂိုလ်လေးမျိုးတရားပါ ောကမှာဒီပုဂ္ဂိုလ်၄မျိုးရှိတယ်။ဒါမိမိတို့တွေဟာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲကိုကိုကိုစမ်းစစ်ကြည့်လို့ရတယ်။အဲ့တော့စမ်းစစ်ပြီးတော့ဘယ်လိုပုဂ္ဂိုလ်မျိုးပဲလောလောဆယ်ဘယ်ရလာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပေါ့ကိုကသွားရမယ့်နေရာဒီဒါအလင်းရှိတဲ့နေရာအလင်းကိုသွားတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ဒါကြိုးစားနိုင်ကြဖို့အတွက်ဒါလေးကိုဓမ္မဒါနာပြုမြဝေပြောပြပေးလိုက်ပါတယ်။ကဲအလုံးစုံဓမ္မချစ်ခင်သူတော်စင်များ ကိုစိတ်နဲ့ပြအစင်တာဝရကျမ်းမှာချမ်းသာကြ၍ကောင်းကျိုးချမ်းသာကောင်းကျိုးလူရင်စံတမန္တမြပြေဝပိုင်ဆိုင်နိုင်ကြပါစေ။